အကယ်ခံရမဲ့သူနဲ့ကယ်မဲ့သူတွေဈာမနားလည်မှုတွေလွဲပြီးတော့ပြဿနာဖြစ်တာလေးတွေရှိတယ်ပြဿနာဘာကြောင့်လဲလို့ပြောလို့ရှိရင်လူဆိုတာတော့အာကိုယ့်ရဲ့အသွေးအသားကိုယ့်ရဲ့အိမ်ရှိပုံရဲ့အိမ်နောက်စိတ်မချမ်းသာဆိုသလိုပဲကိုယ့်ရဲ့အသွေးအသားထိခိုက်လာပြီဆိုရင်ကိုကဲစေခြင်းကြရတယ်ပေါ့နော်ကုညီကဲစေအိသမားတွေတော်တော်တို့နေပြီးတော့ဖြစ်ပြီးတော့ဒုတိယတည့်ရက်မှာတက်တဲ့နေ့တော်မှာပစ္စည်းတွေမိဆက်တွေမလောက်လို့ ဒီကတည်ဝါပေးရတဲ့ဟာတွေရှိရယ်ဂလိုက်တာတွေတင်ဝါပေးရတဲ့ဟာတွေရှိရယ်အသင်းအဖွဲ့တွေမှာအလူရှင်အင်အားတောင်းရင်တော့လက်နက်ကိရိယာပစ္စည်းကိရိယာများမှာပဲအလူရှင်အင်အားမတောင်းတဲ့အသင်းအဖွဲ့တွေမှာ training တွေအများကြီးပေးဖို့လိုတယ်အဲ့အတွက်ကိုလည်းပေါ့နော်နောက်ပိုင်းတွေမှာဒီလိုဘေးပြင်မှာမဟုတ်ပါဘူးအသင်းအဖွဲ့တွေကိုအများကြီး supporting လုပ်ဖို့လိုတယ်ဆိုတာလေးလည်းပြောချင်ပါတယ်ဟုတ်အိုက်ကြီးတွေပြိုလို့အောက်မှာပိတ်မိသွားပြီးတော့အဲ့ဒါကြီးကိုလာကယ်မှာပဲဆိုရယ်မျောလင်းချက်နဲ့စောင့်နေတဲ့လူရဲ့ခံစားချက်အပြစ်မှာမိသားစုတွေကနေပြီးတော့လည်း ဩဟိုငါတို့ကတော့ကဲဇယ်ရေးသမားတွေလာတဲ့အချိန်မှာကဲအသက်ရှင်နေသေးတာသိတယ်ကဲနိုင်မှာပဲဆိုရဲမျှော်လင့်ချက်ရေပေါ့နော်အဲ့ဟာတွေအားလုံးကအချိန်တိုင်းတာတခုနောက်ကျတဲ့အချိန်မှာဒါရိုက်ချူးခံလိုက်ရတယ်လို့ပဲလीနော်ဒီနေ့ဆိုရင်တော်တော်လေးရက်ရှိပြီပေါ့နော် အရှိတ်300ကတော့တို့ဒီမီနီကုန်းဂုံးတရာအောက်မှာအလူခံခဲ့တာဖြစ်ပါတယ်ဟုတ်တို့ကပထမအချိန်မှာပေါ့နော်ဒါကိုယ့်ရဲ့တတ်နိုင်တဲ့အင်အားလေးတွေနဲ့နေပြီးတော့လှူခဲ့ပြီးဖြစ်ပါတယ်နေပြီးတော့ပြင်မနာဒုတိယအချိန်အနေနဲ့ကမန်သေးတိုင်းဒေသကြီးမှာရှိတဲ့ငလင်ဘေးသင့်ပြည်သူတွေရဲ့စုရက်တွေမှာပေါ့နော် အာဒါလူတိုင်းကတော့အာတို့အလူလူတဲ့ပစ္စည်းလူပဲပစ္စည်းအများကြီးကိုလူတန်းကြတယ်အဲ့တော့တို့ကဒီခုနှစ်သားသမီးတွေလူတန်းပေးတဲ့ဟာလေးကိုမလုပ်ချင်တာလဲဆိုတော့အာဒီငလင်ပေးတဲ့ပြည်သူတွေထဲမှာအရန်ဘဝမှာအဆင်ပြေပြေချောချောမွမွနေခဲ့ရတဲ့သူတွေလည်းပါတယ်အဆင်မပြေတဲ့သူလည်းပါတယ်အဲ့တော့ဟိုအဓိကတော့တဘာဝတရားကြီးရဲ့ပြလိုက်ခြင်းအဖြစ်လူတွေအားလုံးစီအတူတူပဲလူတွေကလူတွေပဲပေါ့နော်ဒါအကုန်လုံးစီဒီနေရာမှာတသားတည်းရှိကြတယ်အဲ့တော့သူတို့တွေကိုတော်တော်တို့က ဆန်ကောင်းကောင်းလေးနဲ့ချမင်းဟင်းလေးကိုကောင်းကောင်းမွန်မွန်လေးပေါ့တော်တော်တို့ချက်ကျွေးလိုက်တဲ့တနတ်စာဟာကိုရိုင်းကိုကြချက်ကြမယ်သွားကြမယ်ဒီကပစ္စည်းတွေဝယ်သွားမယ်ပေါ့နော်အဲ့တော့ချက်ကျွေးလိုက်တဲ့တနတ်စာသူတို့အရသာရှိရှိလေးနဲ့တုံးဆောင်လိုက်ရတယ်ဆိုလို့ရှိရင်တော်တော်ကဒီခုနဲ့သားသမီးတွေစုပေါင်းလှူတဲ့အလှူတွေရောတော်တော်တို့လှူတဲ့အလှူတွေရောပီတိဖြစ်ရတယ်ဆိုရဲစိတ်လေးနဲ့မန္တလေးမှာသွားလှူမှာပါဟုတ်အဓိကကတော့ဟောပေါ့နော်ဒီလူတွေကတနေ့မဟုတ်တနေ့တစ်ချိန်မဟုတ် တစ်ချိန်သိကြရမယ်ဆိုတာလူတိုင်းသိတယ်ပေါ့နော်ဒါပေမဲ့ အကြီးကကဘာလဲဆိုတော့ဒီငလင်ဘေးမှာဖြစ်သွားတဲ့ဟာဆိုရင်မနေ့ရက်လောက်ကမှအတူတူတွေ့ခဲ့ကြတဲ့မိတ်ဆွေတွေတကယ်ချင်းတွေမိသားစုတွေဒါတွေအကုန်လုံးဒီလျက်တစ်ပြက်အချိန်လေးတစ်နာရီကျော်နှစ်နာရီတော့တွင်းမှာအားလုံးဟာထာဝရခွဲခွာသွားကြရတယ်အဲ့တော့ခွဲခွာခြင်းဆိုတဲ့နေရာမှာလဲတော်တော်တို့ကဟိုလူတယောက်ဟာစမ်းမကြီးမကောင်းလို့တယောက်တယောက်နောက်ဆုံးနှုတ်ဆက်ခွင့်ရလိုက်တဲ့အချိန်လေးတွေရှိတယ်အခုလိုအချိန်မှာလူတိုင်းဒီနောက်ဆုံးမှာလိုက်ပို့ပွင့်လဲ ဒါမရတော့ဘူး။အတရားတရားနှုတ်ဆက်ချင်လည်းမရတော့ဘူး။တနေရာထဲမှာတစုထဲမှာဒီလိုမျိုးတွေဖြစ်သွားကြတဲ့အခါကျတော့ဒါတွေးကြည့်တာနဲ့ကိုမုန်းချက်တယ်။အသက်ရှူတွေပါကြက်လာလောက်တဲ့အထိကိုပေါ့နော်။ဒါမတွေးရတာပေါ့မှဲဟုတ်။အဓိကကလေကျမတောင်းဆိုကြပါရယ်။ဘာလို့လဲဆိုတော့ဒီငလင်ပြီးသွားတဲ့အခါမှာကျမတို့ရဲ့ရှာဖွေကူညီကယ်ဆယ်ပေါ့နော်။အဖွဲ့စည်းတွေအဲ့ဒီ ကူညီကယ်ဆယ်ရေးအသင်းတွေမှာ ရှိတဲ့ volunteer တွေအားလုံးကို training တွေပေးဖို့အတွက်ကိုလည်းအစိုးရဌာနတွေကနေပြီးတော့ပေါ့နော်ဒါလိုအပ်တဲ့ supporting တွေပေးနိုင်ဖို့အတွက်ကိုလည်းအများကြီးမျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ဆိုရင်အကယ်ခံရမဲ့သူနဲ့ကယ်မဲ့သူတွေကြားမှာနားလည်မှုတွေလွဲပြီးတော့ပြဿနာဖြစ်တာလေးတွေရှိတယ်။ပြဿနာကဘာကြောင့်လဲလို့ပြောလို့ရှိရင်လူဆိုတာတော့ အာကိုယ့်ရဲ့အသွေးသားကိုယ့်ရဲ့အိမ်ရှိပုံရင်အိမ်နောက်စိတ်မချမ်းသာဆိုသလိုပဲကိုယ့်ရဲ့အသွေးသားထိခိုက်လာပြီဆိုရင်ကိုကဲစီခြင်းကြရတယ်ပေါ့နော်ကိုကြီးကစေအီးသမားတွေတော်တော်တို့နေပြီးတော့ဖြစ်ပြီးတော့ဒုတိယတည့်ရက်မှာတက်တဲ့နေ့တော်မှာပစ္စည်းတွေမိဆက်တွေမလောက်လို့ဒီရက်တဲဝါပေးရတဲ့ဟာတွေရှိရယ်ဂလိုက်တာတွေတင်ဝါပေးရတဲ့ဟာတွေရှိရယ်ဆိုတဲ့အခါမှာအဓိကကတော့တော်တော်တို့နိုင်ငံက volunteer လုပ်နေကြတဲ့ဒီ pride အသင်းတွေမှာ ရှိတဲ့ကုကယ်တွေဒီ training ပေးထားတဲ့လူတွေ training တော့ပေးထားကြလိမ့်မယ်သို့တော့ ညာဒီအရေးပေါ်အသက်ကြီးတဲ့နီးလေးတွေဟလာပြီးရင် accident ချက်ချင်းဖြစ်တယ်ဆိုရင်သွေးတိတ်အောင်ဘလို့ပတ်တီးစီးမယ်ဆိုတာတော့ပဲရှိတာတကယ်တိုက်မြင့်ကြီးတွေကနေပြီးတော့မီးပေးဆိုရင်ဘလို့ကုမယ်ရေပေးဆိုရင်ဘလို့ကုမယ်ငလင်းဆိုရင်ဘလို့သွားမယ်ဆိုရက် training နေသည်အသင်းဘွဲ့တွေမှာအလူရှင်အင်အားတောင်းရင်တော့လက်နက်ကြိယာပစ္စည်းကြိယာများမှာပဲ အလူရှင်အရာမတောက်တဲ့အသင်းဖွဲ့တွေမှာ training တွေအများကြီးပေးဖို့လိုတယ်အဲ့အတွက်ကိုလည်းပေါ့နော်နောက်ပိုင်းတွေမှာဒီလိုဘေးပြင်မှာမဟုတ်ပါဘူးအသင်းဖွဲ့တွေကိုအများကြီး supporting လုပ်ဖို့လိုတယ်ဆိုတာလေးလည်းပြောချင်ပါတယ်ဟုတ်အဲ့အဲ့ဒါဘဝမှာအရှင်လက်လက်ငရဲကြခြင်းတစ်မျိုးပဲလေနော်ဘာလို့လဲဆိုတော့လူတွေကတနေရာလေးပေါ့နော်ဒီလိုတိုက်အောင်မဟုတ်ဘူးကနေရာလေးတစ်ခုမှာပိတ်မိနေတယ်ဆိုရင်တော့မှပဲလူတွေရဲ့အဲကြောက်လန့်တဲ့စိတ်ဟာ အခန်းလေးတစ်ခုမှာပိတ်မိတယ်ဆိုတော့အခုအာကြီးကတိုက်ကြီးတွေပြိုလို့အောက်မှာပိတ်မိသွားပြီးတော့အဲ့အာကြီးကိုလာကယ်မှာပဲဆိုရဲမျောလင်းချက်နဲ့စောင့်နေတဲ့လူရဲ့ခံစားချက်အပြစ်မှာမိသားစုတွေကနေပြီးတော့လဲဩဟိုငါတို့ကတော့ကယ်ဆယ်ရေးသမားတွေလာတဲ့အချိန်မှာကယ်အသက်ရှင်နေသေးတာသိတယ်ကယ်နိုင်မှာပဲဆိုရဲမျောလင်းချက်ရေပေါ့နော် အဲ့ဓာတွေအားလုံးကအချိန်တိုင်းတာတခုနောက်ကျတဲ့အချိန်မှာဒါရိုက်ချူခံလိုက်ရတယ်လို့ပဲလေနော်။မဟုတ်ရင်လူတိုင်းကလေဒီအချိန်မှာဘာဖြစ်နေမှာလဲဆိုတော့အိမ်မက်ကြီးလို့ဖြစ်နေမှာ။ဟုတ်ကောဟုတ်ရဲ့လား။အာဘာဖြစ်လို့လဲဆိုတော့ဒီဟာကြီးကလက်တလောကြီးခဏတုန်းကမှစကားတွေအတူတူထိုင်ပြောပြီးတော့ဖုန်းတွေအတူတူပြောကြပြီးတော့နေနေရင်းကနေပြီးတော့ချက်ချင်းပြစ်သွားတဲ့ဟာကြီးပေါ်မှာအားလုံးဒီယုံကြည်မှုရာလက်ခံမှုရာမှာခက်ခဲကောင်းခက်ခဲနေအောင်မှာပဲလို့တော့ တော့ဟိုဝင်းမီကိုကျင်းစာကြည့်ရင်တော့အဲ့လိုထင်ပါတယ်ဟုတ်တို့ကဒါဘဝမှာပေါ့နော်အာအမြဲတမ်းကိုကိုကိုလည်းဘာအမြဲတမ်းဟိုပါဖြစ်လဲဆိုတော့အာအတက်နိုင်ဆုံးဘဝမှာကြာရောက်လာတဲ့အခြေအနေပေါ်မှာအကောင်းဆုံးနေနိုင်အောင်လို့ကိုကိုကိုလည်းအာကိုကိုကိုလည်းပြောင်းလဲသလိုပေါ့နော်လူတိုင်းတည်တာဟာတဘာဝတရားကြီးကပေးလိုက်တဲ့တရားသဘောတွေပဲပေါ့နော်ဘာလို့လဲလူတွေအလွှာတည်တဲနေနေတိုက်နေနေနေ ဘလောက်ကောင်းတဲ့ကွန်တိုကြီးတိမ်ဘလောက်တန်ကြီးကိုမှပဲဖြစ်ဖြစ်ပေါ့နော်အားလုံးကတစ်ချိန်မှာကြာရင်တပြေးတည်းဖြစ်သွားတယ်တန်းတန်းနဲ့ဖြစ်သွားတယ်ဆိုတော့ဒါဟိုသင်္ကန်းစာလေးတစ်ခုကိုတော့တော်တော်ရလိုက်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဘဝဆိုတာပြန်ပြီးတော့ရှင်တန်လို့ရတယ်ရုန်းကန်လို့ရတယ်အဲ့တော့ တည်သွားတဲ့သူတွေပါသွားတဲ့သူတွေအတွက်ကိုအကောင်းဆုံးကုသိုလ်ဒါနတွေပြုပြီးတော့ရှင်သန်သူတွေကအကောင်းဆုံးရည်တည်ပေးပါသာသူတို့ရန်ကုန်ကနေပြီးတော့ဆိုလို့ရှိရင်လည်းရန်ကုန်ဆိုရင်အဲ့လောက်ကြီးမထိကြိုက်ဘူးကို့မိသားစုဆွေမျိုးအတိုင်းဝိုင်းမပါဘူးဆိုပေမဲ့ကို့ရဲ့မိတ်ဆွေတွေပါတယ်အများကြီးဒါမိတ်ဆွေတွေဆိုရင်အခု Sky Pillar ပြိုချရတဲ့နေရာမှာဆိုလို့ရှိရင်လည်းအာညီမလေးတယောက်လိုခင်းနေချစ်ရတဲ့ညီမလေးဆိုရင်အဲမနေ့ကဆိုရင်ဓာတ်ပေါ်ပြီးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါမှာ ကိုကမိသားစုမဟုတ်ဘူးမိတ်ဆွေအဆင့်မှအောင်မှတွေးကြည့်တာညအိတ်မပြောသူဆိုရမ်းကြောက်တတ်တယ်ကွာဒီလိုနေရာဒီလိုအချိန်မှာတခါတည်းပြိုသွားလို့တေသွားတယ်ဆိုရင်ပြဿနာမရှိဘူးပေါ့နော်သူပဲနေရတောင်မှအထဲမှာနေခဲ့ရသေးလဲဆိုတာကိုရင်မသိတဲ့အခါမှာအဲ့တော့အားတင်းထားပါအာတယောက်ကိုတယောက်ထူရင်းကူရင်းနဲ့ပဲအကောင်းဆုံးပြန်ပြီးတော့တိဆောက်ကြမယ်လို့ပြောချင်ပါတယ်ဟုတ်အတော်တော်ကတော့ဒီ Chicago Foundation လို့ခေါ်ရဲပေါ့နော်ဒါမျိုးဆက်တဲ့ညီကိုမောင်နှမများကဒါ အပရိုက်တာလုပ်တဲ့အခါမှာတော်တော်တယောက်တည်းအင်အားမလုံနိုင်ပါဘူးဒါအနုခံကြရဲကုကြရဲစီကာဂိုဖောင်ဒေးရှင်းညီကောင်မောင်များနဲ့စိုးစံ event protection မိသားစုတွေကအတူတကွပူးပေါင်းပြီးတော့၉ရက်နေ့မှာတော်တော်တို့မန္တလေးကိုတက်ပါမယ်မန္တလေးကို၉ရက်နေ့ရောက်တဲ့အချိန်မှမူတည်ပြီးတော့ညနေပိုင်းမှီတယ်ဆိုရင်လည်းညနေရဲ့၉ရက်၉ရက်နေ့မှာတော်တော်တို့မန္တလေးကိုတက်ပါမယ်၉ရက်နေ့မှာအချိန်စောစွာရောက်တယ်ဆိုရင်လည်း၉ရက်နေ့မှာလှူနိုင်တဲ့ပစ္စည်းလေးတွေလှူပါမယ်ကုနိုင်တာလေးတွေကုပါမယ် ဆယ်ရက်နေမှာတော့ပေါ့နော်တော်တော်တို့အလူခံရတဲ့ budget ပေါ်မူတည်ပြီးတော့ထမင်းပနက်နဲ့တော်တော်တို့အရသာရှိရှိကောင်းကောင်းမွန်မွန်လေးချက်ပြုတ်ကျွေးမွေးနိုင်မလဲဆိုတာပေါ်မူတည်ပြီးတော့ဆယ်ရက်နေမှာတော်တော်တို့ထမင်းချက်ပြုတ်ကျွေးမွေးလှူဒန်းပါမယ်ပြီးရင်တော့တော်တော်တို့၁၇ရက်နေမှာတော့ရန်ကုန်ပြန်လာပြီးတော့လိုအပ်သေးတယ်ဆိုရင်ဆက်လက်ပြီးတော့ပူမှာပါတော်တော်တို့တကယ်လို့ပိုရှန်သွားတယ်များနေတယ်တော်တော်တို့မှလိုအပ်ချက်မရှိဘူးဆိုရင်တော်တော်တို့ကဒါကိုလုံးမမဟုတ်ပါဘူးအားလုံးဒီတာအားကြတဲ့သူတွေမဟုတ်ဘူးတော်တော်တို့ ်ဒါမဲ့ကိုယ့်ရဲ့နိုင်တဲ့ဝင်အဝင်ဒီအုံးအင်အားဒီတစ်ချိန်တစ်ခါတစ်ချိန်တစ်ခါပဲပေးနိုင်မယ်အဲ့တော့တို့မှဒါအချားခွန်လက်သားသမီးစီကနေအလူခံပြီးတော့ပြန်ပြီးတော့ပေါ့နော်တစ်ဖက်မှာလိုအပ်တဲ့ကွက်လက်လေးတွေကိုဖြည့်ပေးတာဖြစ်ပါတယ်ဟုတ်အာတို့တို့ကတစ်ချိန်ချိန်ပေါ့နော်တဘာဝဘေးအန်ရယ်ဆိုတာရန်ကုန်ရဲ့မန္တလေးရဲ့ရွေးချယ်ပြီးတော့ဖြစ်တာမျိုးမဟုတ်ပါဘူးခြုံကြိုက်သွားတဲ့မြို့နယ်ခြုံကြိုက်သွားတဲ့နေရာခြုံကြိုက်သွားတဲ့မြို့တွေမှာအာအတင်းထားပြီးပါကျန်နေတဲ့မြို့တွေ သွာလာလို့ကောင်းနေသေးတဲ့မြို့တွေအကုန်လုံးကနေပြီးတော့ကုမာပါအဲ့တော့ကုရင်ထွေရင်လည်းပဲအကောင်းဆုံးစူးစမ်းရက်တည်ပြီးတော့တော်တော်တို့ပြန်ထားပါမယ်အားလုံးပဲဖြစ်ပြီးတဲ့ကိစ္စတွေကိုတော့အတက်နိုင်ဆုံးမေ့နိုင်အောင်မေ့ပြီးတော့အကောင်းဆုံးရှင်းဆက်ရမယ့်ဘဝတွေကိုအကောင်းဆုံးရင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်